မင်္ဂလာပါရှင်ရန်ကုန်ခေတ္တချန်နယ်နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကြီးမြို့နယ်မှာကျိုးတုံမီရှိုတပ်ဖြတ်ခံထားတဲ့အမျိုးသားလောင်ကိုလာရောက်ဆုံးဖြတ်သွား။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်မှာကျိုးတုံမီရှိုတပ်ဖြတ်ခံထားတဲ့အမျိုးသားရုပ်လောင်တလောင်ကိုလာရောက်ဆုံးဖြတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသနေပြည်သူတွေကပြောတယ်။ အော်တိုဘာလ16ရက်ညပိုင်းကတောင်ကြီးမြို့မြို့မှာရက်ကွက်ဆက်ဆန်ထွန်းလမ်းပေါ်မှာမြို့မှာလက်ဖိန်ဆိုင်ဒီမှာအသက်35နှစ်40ကျားရှိအမျိုးသားတောင်ကိုကျိုးတုပ်ပြီးမိရှုတက်ဖြတ်ခံရတဲ့ရုံလောင်တလောင်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီးမြို့သူမြို့ဝဖြစ်တယ်ကိုတော့မသိရှိပါဘူး။အသက်ရေက30နှစ်40ကျားလောက်ပဲပြင်ပြပပလွဲပြီးပါတယ်။လက်အိတ်ထဲမှာကော်မီကော်မီကြောင့်နေမိကျစ်တွေပါတယ်။ပိုင်ပတ်ခွတ်တေတာတော့မဟုတ်ဘူးထိုးသွင်းတန်ရပြက်ရှာတန်ရဖူးရောင်တန်ရနဲ့နရွက်တစ်ဖက်လည်းပြန်နေတယ်။ရှင်ဘက်မှာကြောင်းပုံတတူပါတယ်။ ဆက်စပ်ဒိုလက်မော်ကမြို့မလပိဆိုင်ကြားဒီဟွန်ဒါဖစ်ကားနဲ့လာပြစ်သွားလို့ဒေသနေပြည်သူကပြောတယ်အဆိုပါရုံလောင်ကိုရတပ်ဖွဲ့ဝင်တွေကလည်းအောက်စစ်စင်ကဆက်ဆံလွန်စင်ကိုတည်ဆောင်သွားပြီးအကင်းဖြစ်ပွားနေရနေရှိ CCTV မှတ်တမ်းတွေကိုလိုက်လံစစ်ဆေးလျက်ရှိကြောင်းသိရတယ်။ဆက်လက်ပြီးရွာငယ်မှာစစ်တပ်ကအသက်ရှင်နေရွက်ကလေးငယ်တအုပ်ပါဝင်ပြည်သူငါးကိုဖမ်းဆီးပြီးလူနေအိမ်နေစပတ်ကြီးစစ်ပေးရှောင်စကန်နဲ့တောင်းအတဲတွေကိုမီရှုံဖျက်ဆီး ရံမြင့်နေတောင်ပိုင်းရွာငယ်မြို့နယ်တွင်စစ်တပ်ကရှင်နေရွက်ကလေးငယ်တအုပ်ပါဝင်ပြည်သူငါးကိုဖမ်းဆီးပြီးလူနေအိမ်နေစပတ်ကြီးစစ်ပိရှောင်းစကန်နဲ့တောင်ရတော်တံတွေကိုမိရှို့ဖျက်ဆီးသွားကြောင်းရှမ်းလူခွင့်ရင်မန္တရဲ့တောင်ရှိသူကပြောတယ်။ဗရန်25ခုနှစ်ဩဂုတ်လနောက်ဆုံးပတ်ကနေ့စတင်ပါလာကောင်တွင်ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာဂျပန်စစ်တပ်ရဲ့တလကြော်ကြလုံဆောင်ခဲ့မိရှုပြက်စီမှုကြောင့်လူနေအိမ်ခြေ60လုံးစပတ်ကြီး90ခုစစ်ပွေးရှောင်စခန်းတစ်ခုနဲ့တာယာတဲ့အများပြပြက်စီခဲ့ကြောင်းရှင်နေရွယ်ကလေးတအုပ်ပါဝင်ပြည်သူ9ဦးမတရားဖမ်းဆီးခံခဲ့ရကြောင်း အကြပ်ဖက်စစ်တပ်မိရှုဖြစ်စီမှုနယ်ပြည်သူတွေကိုမတရားဖန်ဆီးမှုကိုရှမ်းလူခွင့်ရင်မနိုင်မှာမှတ်တမ်းတင်ထားခြင်းဖြစ်ပြီးစပတ်ကြီးမိရှုခံရမှုကြောင့်ဆုံးရှုံးမှုတံမှုမှာကြက်သိမ်းပေါင်း1000ရှိခဲ့ကြောင်းသိရတယ်။ရွာငံမှာကလောချေဆိုင်ခြင်းမြတ်တမ55နဲ့မိတိလာချေဆိုင်ခြင်းမြတ်တမ69လောက်ကစစ်ကောင်စီတပ်သား5ခန်းကဇူလိုင်လ9ရက်နေ့ကစတင်ပြီးရွာငံမြို့နယ်နောက်ပိုင်းရွာငံမိတိလာနယ်စပ်ရှိကျောင်းတွေကိုစစ်ကြောင်းထိုးလာပြီး PDF တပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပေါ်နေတဲ့အတွင်းဩဂုတ်လ16ရက်နေ့နေ့လယ်ပိုင်းဂျပန်စစ်တပ်ကရဲအင်နဲ့စောက်တော့ကျရကိုပုံနှလုံးညောင်ပင်ကျရကိုပုံတလုံးကျဲချခဲ့ရပြည်သူနေအချို့ဖျက်ဆီးခဲ့တဲ့ပြင်ဩဂုတ်လ19ရက်ကနေ20ရက်ထိမန္တလေးတိုင်းတာစီမြို့နယ်ပြည်ညောင်ကျေးရွာမှာတက်ဆွဲထားတဲ့ဂျပန်စစ်သားတွေကကြောက်တော်နဲ့ညောင်ပင်သားကျေးရွာမှာရွာသားတွေခိုးလုံနေရဲဒေါတောင်နေအတွင်းကို155မမဟောင်းဝိစာမြောက်တွင်နဲ့ပစ်ခတ်ခဲ့ကြောင်းဩဂုတ်လ20ရက်နေ့မှာလည်းလင်းရင်နဲ့ကြောက်တော်နဲ့ညောင်ပင်သားကျေးရွာတွေဘက်ကိုပုံသွင်းလုံးကျင်ကြခဲ့တဲ့ ထို့ပြင်ကြောက်တော်ကြီးကိုလည်းဩဂုတ်လ23ရက်နေ့မှာဂျပန်စစ်သား180ခန်းဝင်ရောက်ရွာကိုတင်ပိုက်ပြီးနေအိမ်နေမှပြည်စီကိုလူရဲချင်းကျွမ်းနာပါဝင်မွေးမြူတိစံတွေကိုတက်ပြတ်စားတောက်ခြင်းတွေပြုလုပ်ခဲ့ကြောင်းဩဂုတ်လ25ရက်နေ့ည9နာရီခန့်ချိန်ကြောက်တော်ကြီးကိုမီးတင်ရှုပ်ပြီးနောက်နေ့မနက်ပိုင်းမှာပြန်လည်ဆုတ်ခွာသွားကြောင်းကြပ်ပစစ်သားတွေမိရှုမှုကြောင့်နေ39လုံးမိလောင်ပြကြခဲ့ကြအောင်ရှမ်းလူခွေမနိုင်ကတရင်ထုတ်ပြန်နေ။စတေမာပထမဘတ်တွင်မှလည်းချင်းမြတ်တမ55ကစစ်သား၄လောက်ကပြည်သူစစ်တွေပါဝင်အင်အား100ခန်းက မင်းပလောင်ကြီးရမှာပြည်သူတွေခိုးလုံနေတဲ့တောတွေကိုခြေတက်လာပြီးနေကိုမိရှုံခဲ့ကြအောင်တောတွေမှာတဲထုနေတိုင်းကြံရွာသားတွေကလည်းနောက်တစ်ကြိမ်ထပ်မံထွက်ပြေးခဲ့ရတဲ့ဖြင့်အစောပါစစ်ကြောင်ကနေရဲစွန့်ခွာနေရတဲ့မင်းပလောင်ရွာသားတွေယာယီတဲတွေကိုမိရှုံပြက်စီမှုလှုပ်ဆောင်ခဲ့ကြအောင်သိရတယ်။ထို့ပြင်စတေမာဆက်သွဲနေမှာချင်းမြတ်မ69လောက်ကအဂျပန်စစ်သား120ခန်းကကြောက်တော့ကြရကိုထပ်မံဝင်ရောက်လာပြီးရွာပြင်ရှိ တာယာတဲကိုမီရှိုခဲ့ကြအောင်စတီမ14ရက်နေ့25ရက်နေ့မှာဆက်လက်မီရှိုခဲ့သဖြင့်ကြောက်တော့ကြည်အောင်မှာနောက်ထပ်နေ23လုံးနဲ့စပတ်ကြီး90ကိုပြင်ဆင်ခဲ့ပြီးခံမန်းတံမွန်ငွေကြက်သိန်းထောင်ကဆုံးရှုံးခဲ့ကြအောင်သိရတယ်။ စတင်ပါလာဆန်ခိုင်းနေပါလဲဆိုပါစစ်တောင်ကကြောက်တော်ကြရနေရှိတောင်ကုန်းနေတဲ့တော်များတွေကိုခြိတက်ကားပြည်သူတွေဘုံကုန်နေတဲ့နေရာတကူမှလူကြောက်ကိုဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံသူတွေမှာတာစီမျိုးနဲ့ဗုဒ္ဓနိုင်ကျမ54နှစ်ရွယ်ဦးမောင်မြင့်35နှစ်ရွယ်ဒေါ်တင်မိုးလိုက်10နှစ်ရွယ်မပွင့်ပွင့်နဲ့ကြောက်တော်ကျမ53နှစ်ရွယ်ဦးတန်းလိုက်ဒေါ်ခင်ညွန့်မြင့်တို့မိတ္တလာခေါ်ဆောင်သွားခံခြင်းဖြစ်ပါတယ် ကြပ်ပစစ်တဲ့စစ်ကြောင်တို့မူကြောင့်စစ်ဘေးရှောင်နေရာညောင်ပင်သားနဲ့ကြောက်တော်ကျမှာရွာသားတွေကိုလုံးနဲ့တော်ရရှိစစ်ဘေးရှောင်စကန်တခုမှာမူတည်တန်စွာရသွမှုကြောင့်စတင်မလာ24ရက်နေ့မြေပြုံမှုဖြစ်ပွားခဲ့ကြောင်းအဆိုပါမြေပြုံမှုကြောင့်ကလေးတောင်းဥပောင်းဝင်လူဆယ်ဦးတည်ဆုံးခဲ့ကြောင်းစတင်မနောက်ဆုံးပတ်မှာတော်ရရှိနေရဲ့ဆုံခွာနေရတဲ့ကြောက်တော်ရွာသားတွေအရာအတင်းကလုံးကိုကြပ်ပစစ်တဲ့ကထပ်မံဖြန့်စည်းခဲ့ကြောင်းသိရတယ် လက်ရှိချိန်ဂျပန်စစ်တပ်ကကြောက်တော်နဲ့ညောင်ပေတာကြေအာမှာတက်ဆွဲထားဆဲဖြစ်ပြီးနေရဲစွန်ခွာနေရပြည်သူငါးနီးပါးမှာလဲတော်ရီထဲမှာဆက်လက်နေတိုင်းနေရဆဲဖြစ်ကြောင်းစစ်ပေးဆောင်ပြည်သူအတွက်စားတောင်းတဲ့အမောကားပောင်းရေးပေါ်ကူညီလွယ်လျက်ရှိကြောင်းရှမ်းလူခွေမနိုင်ကတည်ပေးတယ်ဆက်လက်ပြီးအနာသိန်းကလာအတွင်ဖွဲ့စည်းပုံပြင်ဆင်မှုတူညီ သဘောတူညီမှုရရှိခဲ့လို့ကောင်းဆောင်ပြောအနာသိန်းကာလအတွင်းနဲ့တောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက53ချက်ကိုပြင်ဆင်မှုသဘောတူညီမှုရရှိထားလို့အနာသိန်းစစ်ခေါင်းဆောင်ပို့ချုပ်မိုးကြည်မြောင်းလိုင်းကတနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆိုင်သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းစနစ်ပြခန္ဓာမှာပြောဆိုရင်အမျိုးသားစီလုံးညညရေးနဲ့ငင်းကြိုင်ပေါ်ဆောင်မှုညနေကော်မတီ NSPNC နေနဲ့အစီရေးထိုးတဲ့အတိုင်းသားလက်နက်ကိုင်9ဖွဲ့အစီအမရေးထိုးတဲ့အတိုင်းသားလက်နက်ကိုင်3ဖွဲ့ပါဝင်နိုင်ငံရေးပါတီနဲ့အချိန်ချင်းတွဲဆောင်ဆွေးနွေးခဲ့တဲ့ အိုင်လုံစင်းတွေမှာမြန်မာနိုင်ငံမှာပါတီဇွန်ဒီမိုကရေစီနိုင်ငံစနစ်ခိုင်မာစေဖို့ပူပေါင်းကောင်တယ်ဖို့ရေးဒိုင်းသားပြည်သူတရားလွန်လူလားချက်ပန်းနိုင်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကိုခြေခံတဲ့ပြည်သူ့တည်ဆောက်ဖို့ပါဒါအပြင်ပြည်သူ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွေပူပေါင်းကောင်တယ်ဖို့ရေးနဲ့ဒါနရှိဖွဲ့စည်းပုံခြေခံဥပဒေကနေအချက်၄ချက်343ချက်ကိုပါပြင်ဆင်နိုင်တဲ့ဘက်တွင်ယူခဲ့လို့စင်ကောင်းစားပြောတယ်ဒါအပြင် NSBNC နဲ့အနာသိမှုတွင်ပြန်လည်ဖွဲ့စည်းတဲ့ပြည်သူ့ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီစုဖွဲ့တို့ကလည်း2022ခုနှစ်ဧပြီလကြာအနေမှာဖွဲ့စည်းပုံချိန်ကဥပဒေပုံမှ260တိကိုပြင်ဆင်ဖို့သဘောတူညီမှုရှိခဲ့တယ်။ဒီချက်ကိုပြင်ဆင်ဖို့သဘောတူထားတဲ့အတွက်လာမယ့်ဒုတိယရွေးကောက်ပွဲမှာပေါ်လာမယ့်လူတော်ကနေတည်ပြလိုက်ရင်ဥပဒေဖြစ်သွားမယ်လို့အဲ့ဒီတုန်းကနိုင်ငံရေးပါတီများအများစုအစိုးရဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သူဆိုင်းရောက်ပိုင်းကပြောပါရယ်နိုင်ငံဦးဆောင်မှုကန်းကဏ္ဍမှာတော့တက်မတော်ကအမြဲတမ်းဦးဆောင်မယ်ဆိုတဲ့နေရာမှာတိုင်းတာတစ်ခုထိဦးဆောင်ရရှိမယ်ဆိုတဲ့အချက်ကိုစစ်တပ်ဘက်ကကြောက်ချာအနာတိမြဲဆိုတဲ့အချက်သုံးချက်ပေါ်ခြေခံပြီးတုံ့ပြန်ထားတယ်။အလား ို့2019 2018နဲ့2020ပြည်နှစ်မှာသဘောတူညီခဲ့တဲ့ပြည်အောင်စုသဘောတူညီချက်အစိပ်ပိုင်း123ဘာ82ချက်ကိုလည်းကိုယ်စားလှယ်တည်တည်ကလက်မှတ်ရေးထိုးပြီးပြည်အောင်စုလွှတ်တော်မှတည်ပြုထားပြီးဖြစ်တယ်လို့ပြောတယ်ဆလပီကြောင်မဲမျိုးပေါ်ပြေခတ်မှုပြင်းနေစေကောင်းစီပြန်ထိန်ကျုတ်တဲ့ရှမ်းမြောက်ကကြောင်မဲမျိုးပေါ်မှာအော်တိုမလ19ရက်နေ့ညနေ2နာရီလောက်မှာတနက်ပြေခတ်တန်နေစလိုက်ထွက်ပေါ်နေတယ်။ညနေ2နာရီကျော်မှာတနက်ပြေခတ်တန်ဆယ်ကျက်တဲ့မနေ့ကိုမျိုးပေါ်ကကြားလိုက်ရတယ်။နောက်ထပ်တနက်ပြေခတ်တန်မကြားတော့ဘဲဒေသခံကြောင်သားမိဘကျော်ဟာသူတို့ရဲ့ကလေးတွေကိုတော့ခေါ်ဆောင်နေကြရလို့သိရတယ်။ ဆေကောင်စီအကြောင်းမဲ့မျိုးကိုတင်ယူရတဲ့နောက်တရနယ်လေးတင်းကြော်တိုင်းမျိုးတွေကိုပုံကျဲပြီးဒီပေါ်မျိုးကိုလည်းအော်တိုဝါဆက်ကြောင်းမှာသမတ်တင်ယူခဲ့တယ်။လက်ရှိမှာကြောင်းမဲ့မျိုးနဲ့ဒီပေါ်မျိုးကဆေးပေးဆောင်တဲ့နေရာကိုပြန်လာဖို့ကြိုးစားနေတယ်လို့ချင်းဒီကိုစောင့်ကြည့်နေသူတွေလည်းရှိပါတယ်။ ဆက်လက်ပြီးမန်လေးမှာရဲယူနီဖောင်းဝတ်ထားသူတွေဆိုင်ကယ်လို့ရယ်မန်လေးမြို့မှာရဲယူနီဖောင်းဝင်တဲ့ရဲစကန်ဒီမှာဆိုင်ကယ်လို့ရယ်တော်တော်မျိုးကန်ဒီစီကနေသိရတယ်။အော်တိုဘတ်၁၄ရက်နေ့ကမန်လေးမြို့ကျောက်ဆက်လေးကျောက်ဆက်၅လမ်းကြား၁၁၅လမ်းကပြည်ကြီးတကုံမြို့နယ်ရဲစကန်ဒီမှာအမျိုးသားတအုပ်မောင်းနေလာဆိုင်ကယ်ကိုရဲယူနီဖောင်းဝတ်ထားသူမျိုးသားနှုံးနဲ့လွယ်ဤစလဲတိုင်းပြီးရှောက်အုပ်တို့ဆောင်တာသူတောင်းစုစုပေါင်းလုံးကားကလိုက်လံလို့ရယ်ခဲ့တယ်။ဆိုင်ကယ်ပိုင်ရှင်ကရဲစကန်နေလိုက်လဲဆောင်ဆန်းခဲ့ပေမဲ့မြစ်တီရဲစကန်ကမှဆိုင်ကယ်မသိမ်းယူခဲ့ဘူးလို့သာပြောတယ် အဲ့ဒီတုန်းကလူရမှုတွေကိုပသိမ်ကြီးမြို့မှာရဲစခန်းကနေတင်းကောင်းစာဦးဆောင်ကျွလွန်ခဲ့ရဆိုပြီးရဲစခန်းတစ်ခုလုံးကိုစစ်တပ်ကညပိုင်းဝင်ရောက်စီနေဖမ်းဆီးခဲ့ပြစ်စင်ရှိခဲ့တယ်။ရခုလပိုင်းတွင်မန္တလေးမြို့မှာပြည်စောတီအတောင်ကျနေပြီးညဘက်မှာတော်လာသူတွေစီကနေတက်ဆိုင်ရာကနေလို့ပြောပြီးဖုန်းလူရတာနဲ့ငွေချေတောင်းတာဆက်တိုက်ဖြစ်နေတယ်။ဆက်လက်ပြီးမန္တလေးမြို့မှာကောင်းအောင်ညပါသွားတဲ့ဆိုင်ကစီမျိုးသမီးအသက်မသေးဆုံးပဲစေယုံဝါသတိပြန်ရပြီးမန္တလေးမြို့ပသိမ်ကြီးမြို့ဝင်မှာကားတိုက်ခံရပြီးကောင်းအောင်ပါသွားကဆုံးဖြတ်ခံရတဲ့ အမျိုးသမီးတတိပြောင်းလာပြီးလို့လူမှုကွန်ရက်အသင်းတွေကပြောတယ်ပသိမ်ကြီးမြို့နယ်မှာအောက်တိုဘာ16ရက်ညပိုင်း9နာရီဝန်းကျင်မှာအမျိုးသမီးတို့စီလာတဲ့ဆိုင်ကယ်ကိုမတ် H မျိုးစားအင်စီကပြောင်းကတိုက်ပြီးတွေ့ပြသွားတယ်မြန်မာပြည်လိုင်းဆိုင်ကနေရာမှာရင်ကြံခဲ့ပြီးခန္ဓာကိုယ်ကအကောက်ကိုပါသွားလို့မျက်မြင်တွေ့သူတွေကပြောတယ်။အရင်နောက်မျိုးကန်တွေကလူပြောင်းရှာကြပြီးလူမှုကွန်ရက်တင်တွေရောက်ရှိလာကမိမောင်းနေနဲ့ရှာဖွေခဲ့ကြအသေးစားချိုးသာတွေ့ရှိခဲ့လို့လူမှုကွန်ရက်တင်တခုတောင်းရှိသူကပြောတယ်။ခန္ဓာကိုယ်ကမြန်မာပြည်တည်ဆောင်သွားကြအောင်ဆုံးပြခဲ့ရလို့သတင်းထွက်တယ်။ဒါပေမဲ့ လူမှုကွန်ရက်အတင်ကရှာတွေ့ရမှာတရားပြင်းထန်မိသတိမေမျိုးနေရာကြောင့်ဆေးရုံကိုတင်ပို့ပေးရခဲ့ရအော်တိုဘားလ19ရက်မနေ့ပိုင်းမှာသတိပြန်အောင်လာလို့သိရတယ်။လက်ရှိချိန်တွေကနဲ့တိုက်ပြေကလူနာကိုဆုံးပြတ်သွားကသမားကိုဖမ်းမိသေးဘူးလို့လည်းသိရှိရပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွက်ဒူဝင်ကျေးဇူးတင်ရှိပါရရှင်။